မင်္ဂလာပါပရိသတ်ကြီးတို့ရေရွှေရွံကောမန့် channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျကျွန်တော်ယနေ့တင်ဆက်ပေးသောမယ့်ပုံပြင်လေးကတော့ဒုံမြီရမြမမျိုးချစ်သူရဲကောင်းဆိုတဲ့ရုပ်ပြကာတွန်းပုံပြင်လေးကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျမြမတက်ဂရိတ်1903ခုနှစ်တရင်ကျွတ်လာပြီကျော်နှစ်ရက်အင်္ဂါနေ့တွင်တွင်းငယ်ရွာ၌ဦးရွှေနီဒေါ်မေနန်းတို့၏နေအိမ်ဝယ်အာငါလိုက်တာ မဲနဲ့ရေအတင်းထတော့ကိုရှင်နေရေမဲနဲ့မွေးပြီတော့ယောက်ျားလေးရေဟုတ်ပြီကွာငါသားကလူဆန်းကောင်းဖြစ်မဲ့ဂိမ်းလို့ဇာတာမှာတွေ့တာမို့မောင်းစိန်ငယ်လို့အမိပေးရမယ်ဦးရွှေနေသည်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွင်နေချက်အင်္ဂလိပ်ကိုရွရွံ့ချွံ့ချွံ့ဒွန်းလန်တိုက်ခိုက်ခဲ့တာကြောင့်နေမျိုးမင်းလာဒီဟာနန္ဒာယာဇာပွဲဖြင့်ဥယျာဉ်တော်မူရာလူကိုရရှိခဲ့သူတယောက်ဖြစ်ပါသည် ်မောင်စိန်ငယ်သည်စကုံးနှစ်သားတွင်ဘရင်မင်းမြတ်၏စားတော်ပွဲကိုစောင့်ကြရသော နေမျိုးသူရိန်ပွဲခံရွှေဓာတ်ကင်တက်တော်ဆောင်ရာထူးကိုရရှိခဲ့ပါသည်ပရိမင်းသားကပုံကံသောကြောင့်မေတုံမင်းကြီးကရွှေဓာတ်ဘူအားတက်ကိုဦးစီးကနှိမ်နှင်းစေပါသည်ရွှေဓာတ်ဘူသည်လေးကျုံအမည်ရှိ မြင်းကိုစီး၍ပရိမင်းသားကိုနှိမ်နှင်းနိုင်သည်ဖြင့်ရာထူးတို့ကကြော်ကြားလာခဲ့ပါသည် ီဘောမင်းရဲ့လက်ထက်မှာလက်ဘေးလက်ယူမှုနဲ့အာနာလွဲသုံးစားပြုသည့်မူးမှန်များများပြားလာခဲ့ပါရယ်။တနေ့တွင်ရွှေရာဘိုသည်ဘရင်ထံတတိမြဆက်တရန်တတိလဲကို မောင်းခါမီယာမောင်းသွားစေရာကြော်မိုးတကားအရောက်တွင် တကမှုကဟေးရဆန်းစစ်ဆေးစရာရှိတယ်။လဲတွင် အပြည့်ရှာတဲ့မတွေ့တော့ကမပြောသေးမဲ့တပီးယူလိုက်ပါရယ်။ငါမိမကငါပြောသေးကြိုက်တယ်ကွာ။ တို့ချင်းတွင်အနည်းသို့ရောက်လာသောရွှေတောင်ပူကိုလည်းရိုင်းပြစွာပြောဆို၍ပစိုးကိုချွတ်ယူလိုက်လေသည်ပစိုးဟာတော်တော်ကောင်းတာပဲတကမိုးဟာခဏအကြာမှာတော့ရွှေတောင်ပူဟာမှတ်မိသွားပြီးတုံလှုပ်သွားလေတော့တယ်မင်းတို့လှုပ်ပုံနဲ့တိုင်းပြည်ဒုက္ခရောက်တော့မယ်မောင်ခမီးရေမောင်းသွားတော့ကွာတကမိုးလည်းရွှေတောင်ပူကြီးနောက်သို့ပြေးလိုက်သွားကဘုံမင်းရဲ့ပစိုးကိုပြန်ယူတော်မူပါ မင်းလို့ရင်လို့ယူထားတာပဲယူလိုက်တော့နန်းတော်သို့ရောက်သောအခါဘောင်းမီတို့နေပင်တေဘောင်းမင်းထံသို့အခစားဝင်လေသည်ဟဲ့မောင်မေဘလို့ပြရတော့ကွာတကယ်မို့ကပစိုးချွတ်ယူလိုက်တာပါဗျာနေချစ်လောက်တို့တနိုင်ငံလုံးသူ့ကျုံဘဝကြာရောက်သောအခါရွှေသားဘုသည် အထက်ချင်းတွင်နေ၌နေချက်ကိုတော်လန်ရင်ရွှေချိုးပြူမင်းသားဟု လူသိများလာခဲ့ပါတယ်။ရဆောင်ချမ်းရွာချင်းပြည့်ရွာ ချောင်းဝါရွာတိုက်ပွဲများတွင်နေချဲတို့အထိနားခဲ့ရပါသည်။ရွှေရားဘော်သည်လေးကျုံမြင်းကိုစီး၍ဗြိတိရှတပ်ဖွဲ့တို့ကိုတိုက်ခဲ့ရာဗြိတိရှစစ်ဘက်ဆိုင်ရာအရာရှိများကြာရှုံးသွားလျော်ရယ်။အဲဒီနောက်မှာတော့အင်္ဂလိပ်တို့ဟာရွှေရားဘော်အဖွဲ့ကိုဖြိုခွင်းရန်ကျွန်းတစ်ဖားတောင်သို့ခြိတက်လာကြပါသည်။မြန်မာတပ်မှုများကလည်းကြောင်မောင်းကိုစင်ကတောင်ကြားထဲရောက်တဲ့နေ့ဘုံမဲ့ဤတက်ကစတင်တိုက်ခိုက်ခဲ့ပါရဲ့ ဂျန်တက်များကလည်းတောင်ချားမှာပိတ်ဆို့တိုက်ခတ်ကြပါရယ်။ရွှေသားဘူရဲကွာ။နေချဲကိုတိုက်ကြ။ရွှေသားဘူရဲ့လက်သည်တိုက်ပွဲပြီးသောအခါသွေးများနှင့်ကပ်နေ၍ခွာမရသောကြောင့်ဓာကိုယရနာနဒီချောင်းမှာရေစိမ်၍ခွာရသည်။အဲ့နောက်မှာတော့နေချဲတို့သည်တစ္ဆပေါက်တံများနှင့်ပူးပေါင်း၍ရွှေသားဘူစကန်ကိုဝိုင်းတိုက်ကြပါရယ်။အဲ့ဒီချိန်မှာရွှေသားဘူက လန်းလန်းလူသူမမျှဘူးမင်းတို့လုံးအောင်ရှောင်ရငါအသေးခံတိုက်မယ်ရွှေသားဘုံနေလူယုံတယောက်သာ ရှိတော်သည်ဘုံမင်းနဲ့အတူတိုက်မယ်ဗျာအဲ့ဒီချိန်မှာ ရွှေသားဘုံသည်လွယ်ဤထဲမှာရပွားတော်နေမိခင်ကြီးရဲ့အဝတ်ကိုထုတ်ယူလိုက်လေသည်ရပွားတော်ဟာဥတင်ပြီးငါးပါးသီလခံယူကယတနာတုတ်ကိုရုပ်ဖတ်ပူဇော်လေသည်တိုးစဉ်ရန်သူများတက်လာသောအခါ ဘိုးလော်ကကြောင်မောင်းဖြုတ်ပြီး မလွယ်ပေါက်ရှိရာပေ90အမြင့်မှာခုံဆင်းလိုက်လေသည်။ချောင်းဝတိုက်ပွဲတွင်ဘိုးလော်သည်ရွှေသားဘူဟာကြောဘူကရန်သူနှင့်ဝေးရသူပြေးခဲ့၏။နေချဲတို့ကလည်းရွှေသားဘူဟာတေဗီဥထင်မက်ကဝမ်းသာနေကြသည်။ငါတို့ကိုတော်လှန်တဲ့သူတေတာကောင်းတယ်။များမကြမီပဲငင်းဆိုင်မင်းသားဆိုသူကတော်လန်မြန်ရာ ငါတို့ကိုဒေါ်လာနဲ့သူ ပေါ်လာပြန်ပြီရွှေသားဖို့သည်မြင်းဆိုင်မင်းသားအမည်နဲ့အင်္ဂလိပ်တို့ဟာကိုးနှစ်တန်တိုင်ဒေါ်လန်တိုက်ခိုက်ခဲ့သည်ရွှေသားဖို့သည်အသက်85နှစ်တွင် လူကြီးရောဂါဖြင့်ကွယ်လွန်ခဲ့ပါသည်မြန်မာတို့ရဲ့ဒေါ်လာရင်းသမိုင်းတွင် ရွှေသားဘူရွှေချိုးပြူမင်းသားမြင်းဆိုင်မင်းသားအမည်များဖြင့်တိုက်ပွဲဝင်ကြရာ မော်ကွန်းတင်ဂုံပြူစရာဖြစ်လေတော့ရီကျွန်တော်တင်ဆက်ဖက်ပြပေးသွားရီ ုံးမြေရမြန်မာသူရဲကောင်းဆိုတဲ့ရုပ်ပြကာတွန်လေးကတော့ဒီမာရီမဲအဆုံးသတ်ပါရခင်ဗျာအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာဆက်လက်ပြီးကျွန်တော်တင်ဆက်နိုင်မှုတော့ channel လေးကို like and subscribe လေးနဲ့ဘေးက notification လေးနှိပ်ပေးခဲ့ကြဖို့မြစ်တာရက်ခန့်ကျင်ပါရခင်ဗျာ